ားလုံးပဲမင်္ဂလာပါရှင်ဆရာမကျူးရဲ့မြတိုဤမာယာဆိုတဲ့စာအုပ်ကလေးရဲ့အပိုင်းဆက်နှစ်ကိုဆက်လက်ဖတ်ပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်အချစ်သည်စင်ကြတစ်ခုဖြစ်သည်တစုံတယောက်ကိုချစ်ဖို့ဆိုသည်မှာအပြင်းသောခံစားချက်တစ်ခုမဟုတ်ချေတစုံတယောက်ကိုချစ်ဖို့ဆိုသည်မှာဆုံးဖြတ်ချက်တစ်ခုဖြစ်သည်၎င်းသည်စင်ကြတစ်ခုဖြစ်သည်၎င်းသည်ဂရီတစ်ခုဖြစ်သည် အကယ်၍အချက်တီခန်းစားချက်တစ်ခုများသာဖြစ်သည်ဆိုလျင်တယောက်ကိုတယောက်ထာဝရချက်သွားကြရန်ဂရီတစ်ခုအတွက်မြည်သည့်အခြေခံများရှိတော်မူမဟုတ်ချေခန်းစားချက်တစ်ခုသည်လာရောက်ပြီးလျင် အချိန်မီ၍ပြန်ထွက်သွားနိုင်ပြီသည်သူမဘဝတွင်အချက်ကိုဘာသာရပ်တစ်ခုအဖြစ်သဘောမထားခဲ့ဘူးသောကေတီသည်ယောက်ျားတယောက်၏ဖွင့်ဟဝင်ခန့်သောအချက်ကိုဖတ်ရှုနေရင်တခြားယောက်ျားတယောက်အပေါ်မိမိချက်မြတ်နိုးသွားမိပြီဖြစ်ကြောင်းစာတင်သိရှိသွားတော်သည် နေဆွဲ16ရက်10လ89စစ်တွေကီတီကိုအရင်လားကစားတဆောင်ထည့်လိုက်သေးတယ်ရတယ်မဟုတ်လားကီတီစီကစားပြတ်မလာတော့ကို့စာမရဘူးလားလို့စိတ်ပူသွားတယ်ဒီစာရရင်ကို့စီကိုစားပြတ်မအောင်အရင်စာထဲမှာကီတီမင်းထားတဲ့အမတ်အတဝက်ဓမ္မမယားကြောက်စာအကြောင်းတော်တော်များများရေးပစ်လိုက်တယ်ကျန်အကျမ်းမတင်မီကို့စာအမိရောက်လိုက်မယ်လို့ထင်ပါတယ် ကြောက်စာကောင်းစဉ်ကိုအတဝတ်တမားတင်းချိုင်းကိုဖျားလို့တက်စေခြင်းနဲ့လေဦးမောင်ရဲ့မူအတိုင်းရေးပါမင်းနဲ့သူရွာကဆောလာဝင်းဖျားနဲ့မှားမှာဆိုလို့မှတ်ချက်ရေးထားတဲ့အတိုင်းပဲပေါ့အဲ့ဒီအထက်ကပကံခေရဲ့စီးပွားရေးဝင်းမြူရေးလက်မှုပညာတွေကိုရွေးထုတ်ပေးလိုက်တယ်ဥပမာဗဘဲပကြီးဆင်းတူထူထားတဲ့ဖျားသမားအင်္ဂလိပ်ထောင်းတဲ့လူစသဖြင့်ပေါ့အဲ့ဒီအကြောင်းကိုစီစာရေးပါနော် ကိုကေတီနဲ့မတွေ့ရတာတနှစ်နီးပါးရှိတော့မယ်။ကေတီရဲ့တီးစစ်တင်ပြီးရင်တော့ကိုတို့လက်ထပ်ကြဆိုနော်။ကေတီကိုကိုမချက်ဖဲဝန်ခံကျင်တာတခုရှိတယ်။ကလီကလာစကားတွေလို့ကိုကိုအထက်မသေးလိုက်နဲ့အောင်နော်။ကိုကေတီကိုမျက်မျက်နှာနှာချစ်တယ်။သိလား။စစ်ဆက်ပြီးတနှစ်ကြာမှဒီစကားပြောရတာနည်းနည်းကြောင်မှန်းကိုသိပါရဲ့။ဒါပေမဲ့ဒါကေတီအတွက်အဆမ်းမဟုတ်တာ။ကေတီပဲခဏခဏပြောတယ်မဟုတ်လား။ ဆရာကတိတ်ကြောင်တာပဲဆိုတာလေဆရာစာကိုဖတ်နေရင်ကကိတိဘွားတဲ့တို့ပထမဆုံးဝင်လာတော့ယောက်ျားမဆရာဦးရနိုင်ပါပဲလားဟိုတရိယာသွားသည်ဟိုမဟုတ်ပါဘူးလေကိတိပထမဦးဆုံးစတင်ရင်းနှီးခဲ့တဲ့ယောက်ျားဟာဆရာတော့မှန်ပါရဲ့သို့တော်ဒါဟာကိတိဘွားတစ်ခုလုံးအတွက်ပထမဆုံးယောက်ျားမဟုတ်ဘူးကိတိဘွားတစ်ခုလုံးအတွက်အရေးကြီးဆုံးယောက်ျားကမောင်မကွဲ့ ကီတီသူ့ကိုစိတ်ထဲမှမောင်းဟုခေါ်မိသည့်အချိန်မှောင်မရေတွက်နိုင်တော့ပါကီတီပိတ်စည်းကာရန်ထားသောအင်ဒရီဒူတွေကို ချိုးဖြတ်လျက်ဝင်ရောက်လာခဲ့သောသူသည်ကီတီကိုလိပ်စာကလေးများပင်ပြေးမသွားသောလူစိမ်းတစ်ယောက်သားဖြစ်သည်သူ့အယုံထဲတွင်ကီတီဟူသောမိမတစ်ယောက်ဘယ်တော့မှရှိနေလိမ့်မည်မဟုတ်ကြောင်းသူမသိပါသည်သို့သောသူမသည်သူ့ကိုချစ်မိပြီးသည့်နောက်အရာရာကိုသူမယူဆိုင်လိမ့်မည်မဟုတ်ပါ ကမ္ဘာပြန်ရောက်စရများတွင်အေးအသွယ်နှင့်အများဆုံးဆွေးနွေးမိသည့်ကအချက်အကြောင်းများသာဖြစ်သည်ပထမဆုံးအေးအသွယ်ကိုအချက်အကြောင်းစပြောခဲ့သောညနေခင်းကိုသူမမှတ်မိ၏ယောက်ျားတစ်ယောက်နဲ့ဆေးစားထားတာတစ်နှစ်လောက်ရှိကမှနင်ကဗားစိတ်ကူပေါက်ပြီးအချက်အကြောင်းပြောနေရတာလေနင်ပြောတဲ့နေရာကြားလာပြီအခုမှဘာဖြစ်လို့ပြောရတာလဲဆိုတော့ငါအခုမှချက်တက်သွားလို့ပေါ့ဟဲအေးအသွယ်မျက်ဆောင်ထိုးလိုက်မိ၏မိမ င်းစရာကိုချစ်တင်နေတာကြာလာပြီ။ခေတီကအေးအတွယ်ကို မလုံးမလဲတစ်ချက်ကြည့်ကမျက်နှာလွှဲပြလိုက်၏။ဟုတ်ဘူးအေးတွေငါစရာကိုမချစ်ဘူး။ဟမ်ဒါဖြစ်နေဘသူ့ကိုချစ်သွားရလဲ။သူ့နာမည်ကမိုးဝေးတယ်။အေးတွေတအံတော်ငြိမ်သက်သွားလေသည်။အေးတွေကိုဤပြဿနာနဲ့ပတ်သက်၍ဘာမှမချမ်းမဲအစာဆုံးဖွင့်ပြလိုက်ပြီးတော့အခါသူမရင်ထဲကအချမ်းမပူရေးတေချာသွားသည် နင်လေးရက်ပဲတွေးလိုက်ရတယ်လို့ချက်သွားတယ်ဟုတ်လားအံ့ဝယ်ပါလားခီတီဖြစ်နိုင်မအောင်ဟာနင်စိတ်လှချတာတခုအချစ်လို့ထင်မှားသွားလိမ့်မယ်စဉ်းစားပါဦးဟမ်သိကြတယ်ငါ့ဘဝမှာသူ့ကိုချစ်မိသွားတာလားသိကြတာဘာတခုမှမရှိဘူးနေစမ်းပါဦးဘယ်တော့မှအချစ်ကိုမသိခဲ့ဘူးတဲ့နင်လိုမိမဟာအခုလည်းမသိနိုင်မအောင်ခီတီရဲ့ငါနဲ့တပ်ပိုးသိပါတယ်နင်သူ့ကိုချစ်တာမဟုတ်ပါဘူးရှင်းခုံတာပါ ဟိုအစ်တယ်အချစ်ဆိုတာဘာရဲလို့တိတိကျကျမသိနိုင်မိမဲလူတယောက်ကိုတကယ်ချစ်သွားတဲ့အဖြစ်ပြက်ကတော့တိတ်ကိုတိတာပါတယ်ဟာငါကငါသိနေပါတယ်အစ်တယ်စိတ်ပြက်လက်ပြက်ဖြစ်သွားဤကဲထားပါတော့နင်တို့ချစ်နေတယ်ပဲထားပါတော့နင့်ကိုလိမ့်စာတောင်ပေးမသွားတဲ့လူတယောက်ဟာမရကြီးရှိနေအောင်ဖြစ်နိုင်မူလားဟမ်သူမချလာစွာတော့ဇနီးသားသမီးတွေကိုရှိမနေနိုင်ဘူးလားဖျားဖျား ဤချက်ကိုသူမလုံးဝထည့်မစင်စားခဲ့မိပါလားကုမိုးဝေမောင်မမိုင်းမရှိနေတဲ့လားဟိုးဒီလူဟာသူ့ဘဝမှာသူ့ကိုယ်သူကလွဲပြီးဘသူ့ဦးမှာချစ်တတ်မဲ့သူမဟုတ်ဘူးသူမတိတလောက်တော့မောင်တီသူ့အလုပ်ကိုပြည့်စုံစွာကျွမ်းကျင်လို့စိတ်ကလွဲ၍တခြားဆန္ဒဘာမှမရှိပါရှိနိုင်မအောင်သူ့ပုံစံကြည့်ရတာမိမတယောက်ကိုလက်ထပ်ဖို့အချိန်ပေးခြင်းနဲ့လူတယောက်နဲ့မတူဘူး နင်းတော့ဒုက္ခပဲကြည်တီကဲဒီတော့နင်းဘာလုပ်နိုင်မှာလဲဟာနင်းသူ့ကိုချစ်နေတာတီးကြတယ်ပဲထားပါအောင်နော်နောက်ပြီးမိမမရှိဘူးလို့ထင်ရတယ်ပဲထားပါတော့နမလေးတစ်ခုပဲတီးတဲ့လူတယောက်ကို နင်းဘလောက်ကြအောင်ချစ်နေနိုင်မှာလဲတပတ်လားတလလားတနှစ်လားအေးသွဲဤတမတမအမြင်ကိုကြည်တီလက်ခံပါသည်နောက်ပြီးမောင်တီကြည်တီကိုမြမသားဌာနမှနေပြတယောက်အဖြစ်တည်နေသူဖြစ်သည် အကယ်၍ကေတီပြောခဲ့ဘူးသောစကားကိုမှတ်မိခဲ့ရင်ပေါ့လေတို့ပါလီယာကေတီထံစားတဲ့ဆောင်မှမဆက်သွယ်ခဲ့ကြည်ယခုပကံကပြန်လာခဲ့တာတလာနီပါရှိနေပြီဒါလောက်ဆိုရင်သူ့ဘက်ကအချင်းလေးကို သူမအကဲခတ်မိပြီသို့တော်သူ့ကိုဘလို့မှမမေ့နိုင်သည်ကကေတီပြဿနာဖြစ်နေသည်အစကလေးကကေတီထိန်ချုပ်ခဲ့ပါသည်ကတိမာတီးစစ်ပြီးသွားလျင်လက်ထရာမြေဆစ်ဆက်ပြီးသူတယောက်ရှိနေကြောင်းကိုကိုကိုသတိပေးနေခဲ့ပါသည် ူထမလိမ့်စာမတောင်းမိဘူးမိမိလိမ့်စာကိုပေးဖို့ဆိုတော့မျောလင်းချက်များကိုအတန်းနိုင်ဆုံးပယ်ဖြတ်ပစ်ခဲ့သည်ငါဟာ90ခုနှစ်မှအိမ်အောင်ပြူရမယ့်မိန်းမတစ်ယောက်ပဲထွက်တွေးသည့်ပကန်းမှလမ်းခွဲကြသည့်အထိကတိစိတ်ဆန္ဒများကိုထိန်းချုပ်ဖို့လုံလောက်သောအတိပေးချက်တစ်ခုဖြစ်သည်သို့သောပြဿနာမှမန္တလေးပြန်ရောက်မှစားပါသည်ကျောက်စာများကိုခွဲခြားဆိုင်ပြနေစဉ်တစ်ချိန်လုံးသူ့ပုံရိပ်များစွာကိုမြင်အောင်နေသည် မြန်မာအောက်မှယူသားတန်ဆင်သောသူမြတ်ဝင်းများသူမြတ်ဝင်းများမှာကိုကိုကိုယုံကြည်စိတ်ချမှု အပြည့်ရှိနေသည်ကိုမြင်အောင်နေသည်နိုင်ငံပေါ်မှာမျက်စာတစ်ခုကိုဖြစ်စေအထင်ရှားလာသောကြောက်စာတစ်ခုထဲမှာဂုဏ်နှင့်တက်ခရစ်တစ်ခုကိုဖြစ်စေဖတ်သည့်အခါတိုင်းမှာမျက်မှန်ကိုမာ၍တင်ကားစူဆာ၍ဖတ်လေရှိသောသူမြတ်လုံးညွညွများကိုမြင်အောင်နေတတ်သည်သူ၏ချုံမွေ့တက်လက်သော အင်္ဂလိပ်စကားများတခါတည်းရန်ဂျာညာ၍ပြောရသည့်ဂျာမန်ဟူထင်ရသည့်စကားပြတ်တောက်တောက်ကလေးများကိုကြားရောက်နေမိသည် တွေ့တိုင်းတွေ့တိုင်း hello ဟုနှုတ်ခွန်းဆက်လေးရှိသည့်သူအမှုရများအိတ်ထက်ကလက်ကင်ပွားဖြင့်မျက်မှန်ကိုချွေရချွေတုတ်တိုင်းအနေငယ်ဆူထားတတ်သောသူနှက်ခမ်းများကီတီတီသူမအယုံထဲမှမိုးဝေဟူသောလူတစ်ယောက်ကိုအလွယ်တကူလက်ခံတွေ့တာခဲ့သူတော့မဟုတ်ပါဒီမျိုးစုံဖြစ်တွန်းဖယ်ပြစ်ခဲ့ပါသည်သူမမလူတယောက်ကိုအတွေ့အအရုံနဲ့ဝင်မလာအောင် နှင်ထုံနည်းတွေအများကြီးရှိသည်အကောင်းဆုံးနည်းမှာဂီတာတီးခြင်းဖြစ်သည် ယခင်ကတော့ဂေတာကျိုးပေါ်မှာသူမလက်များကိုတင်လိုက်မိတည်နေတဲ့ပြိုင်နဲ့တည်းအရာအလုံးကိုမေ့သွားလေးရှိသည်ဒီတခါတော့ဤအကောင်းဆုံးနီးပင်လျင်မအောင်မြင်ပါသူမအားလေးစားပင်ပြေးမသွားတော့တစင်းယောက်ျားတယောက်ကိုသူမဘယ်အချိန်ထိချစ်မြတ်နိုးနေနိုင်မည်နည်းလူတယောက်ကိုမိမိချစ်မြတ်နိုးမှန်းသိသာ၍ထိုချစ်သည်သူမလက်ထဲသို့ရောက်မလာပါဒီအတိုင်းနေ၍အချစ်ကမိမိထံရောက်မလာလျင်မိမိကအချစ်ထံသို့သွားရပေလိမ့်မည်ကဲ okay. မောင်ကိုကျမဘလို့တွေ့နိုင်မလဲသူလိษาကေတိထံတွင်မရှိရန်ကုန်မှနေသည်ဟိုထင်ရသောမောင်ကိုလိษาမသိပဲဘလို့ရှာနိုင်မည်လဲသူမမောင်အလောက်ကိုင်ကိုတည်နေသားပဲမောင်ဒီအလန်းညွန်တယောက်ဖြစ်သည်မဟုတ်လားမြမဟိုတယ်နဲ့ခီးသွားဌာနတွင်အလုံးမလုံးလို့မောင်ဘဲဟိုသွားပြီးအလုံးလုံးနိုင်ပါလေသူမဆုံးဖြတ်ချက်ချလိုက်သည်မောင်ဟာကျမကိုချက်ကိုချက်လာစေရမယ်မောင်ကိုကျမရအောင်ယူမယ် ထိုဆုံးဖြတ်ချက်ဖြင့် KTT ခရစ်စမတ်ကျောင်းပေးရထားနှစ်ရက်စောကကျန်းကိုတင်လိုက်သည်ထို့နောက်ပြင်မနာကိုမပြန်တော့ပင်ရန်ကုန်မှဖိဖိထံခဏသွားခြင်းကြောင့်မိမိထံအကြောင်းကြားလိုက်သည်ထို့နောက်ညရထားဖြင့်ရန်ကုန်သို့လိုက်ပါသွားလေသည်ဒုမသာခရစ်စမတ်အပြီးမန္တလေးသို့လာမည်ဆရာနှင့်လွဲပေးလိမ့်မည်ရန်ကုန်မြို့တွင်မိုးဝေအလန်းညုံဟုသောအချက်ကလေးနှစ်ခုဖြင့်လူပြောက်ရှာအမည်အဖြစ်မှာအေးသွဲခဏခဏပြောသလိုပင် ကောက်ရုပ်ပုံနဲ့အချရာတီထက်နည်းနည်းသာလွယ်ကူလိမ့်မည်ဖြစ်သည်သို့တော် KTE ဆွဲမြသောအချက်သည်အင်းများအခက်ခဲကိုတော့အောင်မြင်စွာကြော်ဖြတ်နိုင်လိမ့်မည်ဟုယုံကြည်သည်ရောင်းမှာပထမဆုံးတွေ့ရသည့်အခက်ခဲမှာ တခါမှမဝင်ရောက်ဘူးသောမြမဟိုတယ်နှင့်ခီးသွားလုပ်ငန်းဌာနရုံးငန်းတွေသို့ဝင်ရသည့်အချိန်ဖြစ်သည်ဆူလီဖျားလမ်းမှာဖြတ်သွားတိုင်းမြင်မြင်နေရသည့်မြမဟိုတယ်နှင့်ခီးသွားဌာနရုံးငန်းတို့တခါမှမရောက်ဘူးပါ အတိမိတ်ဆွေလည်းတယောက်မှမရှိပါစီသူကိုခေါ်လျင်ဖြစ်နိုင်တော့လေဤကိစ္စကိုစီသူမသိလျင် ပိုကောင်းမည်ဟုထင်တော့ကြမခေါ်ပြဖဲတယောက်ထဲအရေးဆုံးသွားဖို့ဆုံးဖြတ်လိုက်၏နောက်ပိုင်းဆိုလျင်အများဆုံးလျင်ဆိုင်ချင်းဖြစ်နိုင်တော့ကြနေ့လယ်ကြမှသွားရသည်သူမလူတွေအများကြီးနဲ့မဆုံးချင်ပါသူမဒီအိဆက်တော်လက်ဖျားများဖြင့်မန်တကားကိုတွန်းဖွင့်၍ဝင်သားချိန်တွင်ရင်တရိတ်တိတ်ခုံလျက်ရှိသည် ောင်းနဲ့မျက်နှာချင်းဆိုင်ပြုံးကနေတွေ့ဖို့တော့မမျှော်လင့်စကောင်းပါ။ကောင်းထောက်မှစွာအဲ့ကျိုးတရင်ဌာနတွင်အမျိုးသမီးခန့်ငယ်ငယ်တယောက်နှင့်အမျိုးသားတယောက်ကိုတွေ့ရသည်။ကျွန်တော်ဘာကူညီပေးရမလဲခင်ဗျာ။ဟူရင်ကြီးဖွေရသောကြိုးစုံမှုကြောင့်ခေတီအားတက်သွား၏။ဟိုဟိုလေကျွန်မအကူအညီတစ်ခုလောက်တောင်းပြစေရှင်။ဒီဌာနမှာအလုပ်လုပ်တယ်လို့ထင်ရတဲ့လူတယောက်အကြောင်းစုံစမ်းခြင်းလို့ပါ။ထင်ရတယ်ဟုတ်လားနာမည်ရဘူးလဲ သူ့နာမည်ကိုမိုးဝေပါသူတို့နှစ်ယောက်တယောက်ကိုတယောက်ကြည့်လိုက်ကြ၏အမျိုးသမီးလေးကခေါင်းရမ်းပြသည်ကျွန်တော်ဒီဌာနမှာလုပ်ဝင်တာနှစ်နှစ်ရှိပြီဒီနာမည်ကိုမသိဘူးဒါပေမဲ့ဌာနခွဲတွေရှိတယ်ဥပမာမြမခရီးသွားလုပ်ငန်းအယောင်ဌာနစသဖြင့်ပေါ့ခမရဲ့မိတ်ဆွေကဘယ်ဌာနမှာလုပ်တာလဲဟင်ကျမမသိဘူးအဲဒီလိုလေသူ့ကိုအော်တိုဘာလာတော့ကကျမပကံမှာတွေ့ခဲ့တယ်သူ့မှာဧည့်သည်၃ယောက်ပါတယ် ဂျာမန်လူမျိုးတွေကြီးပဲကျမရဲ့အရေးကြီးတဲ့စာရွက်တစ်ခု သူ့စီမှာပါသွားတာအခုမှသိလို့ပါအဲ့ဒါအာငါအเจ้าပြချက်ကဟာတာပဲကန်းလန်စင်ပစိုးကိုဝတ်ထားတော့ထိုလူသည်ရှင်ကျေးတိမ်မွေစွာပြုံးလေသည်ဒါဆိုရင်ခမရဒီမှာသူ့ကိုရှာလို့မတွေ့နိုင်ဘူးဗျာပကံမှာရှာမှတွေ့မယ်ပကံကထိုးရစ်ပါမယုံမှာတွားမိကြည့်ပါပကံမှာတောင်းဝင်ကြတဲ့အဲလန်ညွန်တွေဟာပကံမှာပဲနေကြပါတယ်ဟာမဟုတ်သေးဘူးရှင် ူရန်ကုန်ကိုပြန်သွားတာပဲအဲ့တဲ့ရင်းနဲ့အတူသူ့ဘာပြန်ပါသွားတယ်။သူမကြီးမရေရသောအကူကြီးတောင်းခတ်မှုမျိုးကို အမျိုးသားကနည်းနည်းစိတ်ပြတ်သွားပုံရ၏။တပြင်းတစ်ချက်လေးလေးလန်းလန်းချပြီးမှာဟမ်ဒါဆိုရင်တော့ဝန်ထမ်းစည်းရုံးကိုချကြီးမှာပဲတိမှာပဲ။သူ့ပုံစံကဘလို့မျိုးလဲခမညာ။အသားဖြူဖြူအရက်ကကျမထက်လက်တလုံးလောက်ပဲမြင်နေ။မျက်မှန်ထူထူနဲ့ဘောင်းမြေမြေဝတ်တယ်။ကောင်းပါပြီ။ ကျွန်တော်တက်နိုင်သမျှစုံစမ်းပေးပါမယ်။ခုချိန်ကတော့လူလဲမစုံဘူး။နောက်ပြီးကျွန်တော်တို့ချိန်ပလန်မရှိဘူး။ခမရအချိန်ရရင်ညနေအေးညနေကျွန်တော်ဒီမှာရှိမှာမဟုတ်ဘူးဗျာ။မနေ့ပြန်ဒီလိုအချိန်မှာဒီရုံးငန်းကိုပြန်လာနိုင်မလား။ဟိုကျေးဇူးတင်လိုက်တာရှင်။ဟုတ်ကဲ့မနေ့ပြန်ကျွန်မပြန်လာခဲ့ပါမယ်။ဒါနဲ့ရှင်းအောင်မတွေ့ရင်ကျွန်မဘယ်နာမည်နဲ့မေးရမလဲ။ကျွန်တော်နာမည်ထွန်းစော်ပါ။သို့တော့နောက်တနေ့ဒီမှာရောက်သွားချိန်တွင် သူမ၏မျှော်လင့်ချက်များအကြီးဆုံးမျှော်ရတော့သည်ကျွန်တော်ဝန်ထမ်းတွေရဲ့နာမည်စရင်လစာဆင်းနေမှာကိုရှာကြည့်ပြီးပြီခမရပြောတဲ့ကိုမိုးဝေဆိုတဲ့နာမည်နဲ့လူမရှိပါဘူးဒီရန်ကုန်မှာလည်းမရှိဘူးပဲခမ်းမှာလည်းမရှိဘူးဟောဒုက္ခပါပဲသူမအင်ဒရီမဆဲနိုင်မဲမျက်နှာပြက်စွာညင်းညူတော့ထိုလူကစိတ်မကောင်းဟန်ဖြစ်ကြည့်သည်ကျွန်တော်မေးပြစီရော तू ကဒီဌာနမှာလုပ်တယ်လို့များပြောလို့လားဟမ်မပြောဘူးရှင် ကျမကကျမစဉ်းစားကြည့်တာပါဒီဌာနမျိုးမြန်မာနိုင်ငံမှာဘယ်နှမျိုးရှိလို့လဲဒီတမျိုးပဲရှိတာပါဒါပေမဲ့အစိုးရလုံးမလုံးပဲ private ခိုင်းတဲ့အနေနဲ့လုပ်တဲ့သူတွေလည်းရှိတယ်ဗျခမရရဲ့မိတ်ဆွေကအဲ့ဒီလိုလူမျိုးဖြစ်ချင်းဖြစ်မယ်သူပကံမှာ tourist ဘာမှကားနဲ့အမြင်လိုက်လေးရှိသလားဒါမှမဟုတ်သူ့လားသူကျမတို့နဲ့အတူစပိန်နဲ့ဒါမှမဟုတ်မြန်လဲနဲ့သွားတာပဲဟိုဂျာမန်တွေရောပေါ့ဂျာမန်မျိုးသမီးကတော့ကျမစပိန်မော်တင်နေခဲ့ပါသေးတယ် ဩဒီလိုဆိုရင်သိကြပါတယ်။သူဟာ tourist ဘာမှကမဟုတ်ဘဲ private guide ဖြစ်မှာပါ။မှတ်ပုံတင်အဲလန်းညွန်လေး။ခမရပြန်မဆုံဆန်းကြည့်မှရတော့မေး။အချိန်နေရတော့အစကတည်းကအားလျှော့ကြင်စရာပါပဲပေါင်ကြီး။ခုနေများမမျှော်လင့်မဲဝိထုတွေရုပ်ရှင်တွေရလို့မောင်နဲ့တွေ့လိုက်ရရင်ဘလောက်များကောင်းမလဲ။တဘောကောင်းသောအဲလန်းညွန်အမျိုးသားသည်ကတိခနောက်ကြသောဆင်းရဲထုံးဝဲမှုခက်ဆန်းဆန်းကိုတဘောကြသောအကြည့်ဖြင့်ပြုံးနေပြီး ဘာတိချင်မသေးတလဲခင်ဗျာဟိုမေတော့ဒီဟွန်းငါပြန်သိမိလို့နှင့်တာပဲသူမစိတ်အားငယ်စွာပြုံးရင်ပခုံးတွန်းလိုက်သည်ဒါနဲ့အဲ့ဒီရှင်ပြောတဲ့ private guide တွေကိုစုံစမ်းကြည့်ဖို့နီလန်းကလေးပါလိမ့်မယာဟောအဲ့ဒါနည်းနည်းခက်မယ်ဗျာဒီနားနဲ့အနည်းဆုံးမှဘသူ့ရဲ့ရုံးခန်းရှိနေလဲရှင်နည်းနည်းပပသတိထားမိသေးလားကျွန်တော်မသိဘူးဗျာကဲကိစ္စပြတ်ပြီဟုတ်ကဲ့ ကျွန်မအခုလိုအချိန်ပေးပြီးကူညီနေတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ရှင်။သူမနေခွေးသောခြေလမ်းများဖြင့်တကားစီတို့လျှောက်သွားလိုက်၏။တကားကိုဆွဲဖွင့်တွင်ဒီမဲ့ခဏကျွန်တော်စဉ်းစားမိတာတစ်ခုရှိတယ်ဗျ။ဟူသောစကားသံကိုကြားရ၏။အာတတ်တရောလှည့်ကြည့်လိုက်မိသည်။ဒီလိုလေ။အေးတိတ်တော်မတိကြဘူးပေါ့။နီးတော်နီးစက်တယ်။နိုင်ငံခြားဧည့်သည်တွေဟာရန်ကုန်မှာတဲခုနေကြနေရတွေရှိတယ်။သူတို့တဲခုတတ်တဲ့နေရာတွေမှာ ဲ့ဒီ private ကရုံငန်းလေးစာကပြားကလေးတွေပေးထားတတ်တယ်။ဒီတော့ခမရဲ့မိတ်ဆွေကအဲ့ဒီအလုပ်ကိုလုပ်ကင်ရင်အတမွေးတဲ့လူဆိုရင်သူ့လိပ်စာအဲ့ဒီ hotel တစ်ခုခုမှာရှိနိုင်တယ်။ဟိုကျေးဇူးတင်လိုက်တာရှင်။အဲ့ဒီ hotel တွေကဘာတွေလဲယင်။အစိုးရ hotel တွေပေါ့ဗျာ။အင်းအားလိပ်တမရာ Sutrin Hotel နောက်ပြီးဒဂုံ Hotel အဲ့ဒီ hotel တွေကလည်းပြီးနိုင်ငံခြားသားဧည့်သည်တွေတိတ်တဲလို့မရှိပါဘူး။အော်ပြီးတော့စခန်းသားဟုတ်ကဲ့ကျေးဇူးကြီးမားလာပါတယ်။ ခေတီတီထိုးနေနေလဲမဆောက်ရီသူမ၏လုပ်ငန်းကိုစတင်အကောင့်ထဲပေါ်ပါတော့သည်ထိုးဟိုတယ်၅ခုအနက်ဆက်ထရန်ဟိုတယ်ဖြစ်စားရသည်ခေတီနှင့်တည်ကျွမ်းသူဖေဖေတပည့်တယောက်သည်ဆက်ထရန်ဟိုတယ်၏စပိုဆောင်တွင်အလုပ်လုပ်သူဖြစ်သည်ခေတီတကားမှမရောက်ဘူးသောနေရာသို့အရေးဆုံး၍သွားရပြန်သည်ဆက်ထရန်ဟိုတယ်အကျုံမှတ်ပုံတင်ဌာနတွင်စုံစမ်းပေးစီလိုသည့်နာမည်ကိုသူမပြောပြလိုက်၏ကုမိုးဝေဆိုသောနာမည်နှင့်လိပ်စာကပြတစ်ခုခုများတွေ့လျင် ကတိထံဖုံးဆက်စီလိုကြောင်းအကူအညီတောင်းရလေသည်နောက်တစ်နေ့တွင်သူမထံထို့အမျိုးသမီးကဖုံးဆက်၏ဤတွင်ကတိမျှော်လင့်ချက်တစ်ခုတော့ပြတ်သွားရပြန်သည်ဆက်ရင်ဟိုတယ်အကျိုးဌာနမှတ်ကောင်တာအောက်တွင် အမျက်ရှိနေသောလိပ်စာကပြား၃ခုရှိနေပါသည်ထို၃ခုလုံးတွင်မိုးဝေဟုသောနာမည်မတွေ့ပါရဲကတိစိတ်ညစ်သွားလေသည်ဒါဖြင့်တစ်ခုကျေးဇူးပြုပါအောင်မရဲအခုအမဘယ်ရဆက်တာလဲအဲ့ကျိုးဌာနကပဲ ဟုတ်ကဲ့အဲ့ဒီထဲကအမကြိုက်တဲ့ကပ်ပြားတစ်ခုကိုကျွန်မကိုဖတ်ပြပါလားရှင်။ဟိုဘက်ကခဏတိတ်ဆိတ်သွားပြီမအတန်ထွက်လာသည်။ဥအောင်ကြော်မင်းအမှတ်တဲမဟာဗန္နုလပန်းချန်လန်းအလဲပလား။ဖုန်း dash 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 ကျမကျေးဇူးတင်စွာလိုက်ရေးမှတ်လိုက်သည်။ထို့နောက်ထိုးဖုန်းနံပါတ်စီချက်ချင်းကောက်လှည့်မင်းများစုံစမ်းတော့သည်။ကျမမန္တလေးတက္ကသိုလ်မြန်မာစာဌာနကဒေါက်ကီတီပါရှင်။ကျေးဇူးပြုပြီးကျမကိုတစ်ခုလောက်ကူညီနိုင်ပါသလား။ ဟိုအစာချီ၍မေးမြန်းရ၏ကိုမိုးဝေဟုတ်လားကျွန်တော်သိတာကတော့ကိုမျိုးအောင်ပဲဗျာဟိုခက်လာပါလားသူမစိတ်ပြအာရုံစွာတယ်လီဖုန်းကိုပြန်တင်လိုက်ပါသည်မဖြစ်တော့ဘူးနဲ့တူတယ်စီးသူ့ကိုအကူအညီတောင်းမှဖြစ်တော့မှာပဲဒီဟိုတယ်တွေအကုန်လုံးငါလိုက်မိလို့ရမှာမဟုတ်ဘူးဟိုစီးသူ့ကို ပြောဖို့မဖြစ်နိုင်ဘူးငါဘာသာငါသွားမယ်ကဲအဲ့ဂျူဌာနတွေရောက်ပြီဆိုပါတော့ ငါဘလို့မေးမှလဲရှင်တို့ကိုမိုးဝေဆိုတဲ့အလန်းညွန်တယောက်ကိုများမသိကြဘူးလားရှင်သူကဗာဂျီနီးယားစလင်းပြုတ် AC ကရက်ကိုအမြဲတောက်တယ်လေနောက်ပြီးဆစ်စကွတ်နိုင်နဲ့လက်ပတ်ကျိုးအနက်ကလေးပေါ်မှာတဝက်လောက်ရှိတဲ့ဟန်ချင်းကလေးတခုကိုမွေးလိမ်မွေးကောက်ရပ်ပတ်ထားတယ်သူ့ပုံစံဟုတ်လားအင်းသူ့ပုံစံကတော့ပရင်းအောင်ကျွဲခေါ်ကိုင်းမျက်မှန်နဲ့ပညာတတ်တဲ့ကလေးတယောက်လိုခပ်ပုတ်ပုတ်မျက်နှာမျိုးနဲ့လေး ထို့နောက်ကိုအတွေးကိုသဘောကျစွာအတန်ထက်၍ရေမောမိလေသည်။မောင်ဟာကျမကိုဒီလောက်ထိဒုက္ခပေးနိုင်နေမယ်လို့မထင်ခဲ့ပါဘူးကွယ်။ရန်ကုန်ရောက်ပြီးသုံးရက်ကြာသောအခါကေတီထံတွင်လိစာကပြငါးခုဤလိစာကိုရပြီးပြီ။ထိုလိစာတဲ့တွင်မိုးဝေဟုသောနာမည်မပါပါ။သူမစိတ်ကိုတင်ထားရသည်။တင်းနာမထားလျင်သူမပြင်မနာသို့ချက်ချင်းပြန်မိတော်မူ။မဟုတ်ဘူးတွေ့ို့တွေ့ရမယ်။ ောဒီဒီဇမာကျောင်းပည့်ရမပြေခင်မောင်ကိုတွေ့ရမယ်။သူမရရှိထားသောလိစာ၅ခုမှာဦးအောင်ကျော်မင်းကိုပယ်လိုက်လျင်၄ခု။သူမဇွဲကောင်းစွာတယ်လီဖုန်းတစ်ခုပြီးတစ်ခုဆက်တော့သည်။ကျေးဇူးပြုရကူညီပါရှင်။ရှင်တို့ရုံးကမှာကိုမိုးဝေဆိုတဲ့ထိုးရစ်စကိုက်တယောက်ကိုများသိပါသလား။ထိုမေးခွင်းဖြင့်နှုတ်ဆက်၍မေးမြန်းရလေသည်။တုံးကမြောက်လေးစားရှင်ထမပြန်ကြကြရသည်ဟုတ်ကဲ့ကျွန်တော်တို့စီမှာကိုမိုးဝေရှိပါတယ် အမလီသူမစိတ်ချမ်းသာမှုဖြင့်တုံ့ပြန်သွားသောလမ်းများကိုတစ်ဖက်နဲ့တစ်ဖက်ထိုင်၍တယ်လီဖုန်းကိုတင်းကျပ်နေအောင်ဆုပ်ကိုင်လိုက်လေသည်တရေတဲ့မြန်ဆန်းစွာခုံလေးသောရင်ညွန့်ကိုတယ်လီဖုန်းဖြင့်ဖိထားရသည်နောက်ဆုံးတော့မောင်ကိုကျမတွေ့ပြီပေါ့သူမသည်မျက်စိကိုခဏမေ့ပြလိုက်ပြီးပြန်ဖွင့်လိုက်သည်ဟယ်လိုအဲ့ဒီဘကဖုံးမချသေးဘူးမဟုတ်လားယင်ဟုတ်ကဲ့မချသေးပါဘူးကျမကိုမဝိနဲ့စကားပြောပြရစီလားရှင်ဟာ ကိုမဝင်မချိဘူးခမခိထွက်သွားပါတယ်မြတ်စွာဘုရားသူမတီမေယောကရေရွလိုက်မိသောနှကန်းကိုလက်ဖြင့်အချင်းလွန်စွာအုပ်ပေးလိုက်၏။သူပဲသွားရလဲဘယ်တော့ပြန်ရအောင်မလဲ။ပကံကိုသွားပါလေခမညာ။အများအပြည့်ခီးတစ်ခေါက်ကိုခုနှစ်ရက်ကြာရပါတယ်။သူမလက်ဖြင့်ညနေပြန်ရောက်မယ်လို့ထင်ပါတယ်။ဘာပြောလိုက်ရမလဲခမညာ။အိုးနေပါစီရှင်။ကျမလက်ဖြင့်ညနေပြန်ဆက်ပါမယ်။ဟာ ကျွန်တော်တို့ရုံးကညနေ9:00နာရီဆိုပိတ်တယ်ခင်ဗျာအဲ့ဒီအချိန်ဖုန်းဆက်ရင်ဘယ်သူနဲ့မှတွေ့မှာမဟုတ်ဘူးသူရောက်မှာလေရုံးပိတ်ချိန်လောက်မှရောက်မှာဒါဖြစ်တပတ်ခါပေါ့နော်ဟုတ်ကဲ့နာမည်ပြောခဲ့မလားခင်ဗျာဟင်ကျမပဲဆက်လိုက်ပါမယ်ဒါနဲ့စိတ်မရှိပါနဲ့နော်ကိုမိုးဝေမှာအိမ်အောင်ရှိသလားတဖက်မှအနှဲငယ်ရေမောခြင်းဟန်ဖြစ်ရှိရောခင်ဗျာဟိုဖြည်သည်ဟော ထိုနေ့တည်သူမဆိတ်ချမ်းသာဆုံးနေ့ဖြစ်သည်ကဲမာနောက်ထပ်ဘလို့နီးနေမှကျမတို့မကွဲစီရဘူးကြာလာမောင်ဟိုကျမမှရှိသမျှညဏ်ညဏ်နဲ့တွေအကုန်သုံးပြီးဖြာရောက်တော့မယ်ဆောက်ကလေးကိုဒီမှာပဲခေတ္တရန်နာခွင့်ပြုပါရှင်နားဆင်အားပေးကြတဲ့သူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင် ကျမအားပေးကင်းကြပါစေ